ညီကိုတော့အားလုံးမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေခနေ့မှာတော့အင်္ဂလန်ပရီးမီးယားလေးပွဲစဉ်34ချဲစီအဗာတန်ဘရိုက်တန်ဝက်ဆမ်နျူကာဆယ်အက်စ်ဝစ်ဆောက်တန်နမ်ဖူလန်ဝူလက်စတာစီးတီးတို့ပွဲစဉ်တွေကိုပွဲချုပ်သုံးသပ်ပေးခြင်းပါတယ်ပထမဝန်ဆောင်နေတဲ့ချဲစီအဗာတန်ပါနော်ချဲစီအတင်းကတလုံးသွင်းရင်10နိုင်9ပေါင်းကြီးရနှလုံး60ရှင်းဆိုမှာစတင်ကြီးတွေပေးထားပါတယ်ဇေယအနေထားကိုကြည့်မှဆိုရင်ချဲစီအဆင့်6မှာရှိတယ်ပေါ့နော်59မှတ် အဘဒန်အစင်းဆက်တောင်းမှရှိရ38မှာပေါ့ဗျာဒီနဲ့တင်းရပထမအကြွားပွဲစဉ်ကိုကြည့်မယ်ဆိုရင် VC ဆိုတဲ့ရလာနဲ့ပြီးထားတာတွေ့ရတယ်ပေါ့နော်လက်ရှိ Chelsea အတင်းရကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်၂ပွဲနိုင်၂ပွဲတည်ရီ၂ပွဲရှုံးထားတယ်ပေါ့နော်ဒါအိမ်ဝင်အဝေးဝင်ပွဲစဉ်တွေလည်းဖြစ်ပါတယ်ဒီ၅ပွဲမှာဆိုရင် Go out 3ချိန် Go ball 2ချိန်ကြထားတယ်တွေ့ရပါတယ်အဘဒန်အတင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဘဒန်အတင်းနောက်ဆုံးကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင် တပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးတာပေါ့နော်အေဗရန်နောက်ဆုံးကျွန်တော်ခုနှစ်ပွဲသက်ဂိုးအောင်ကျထားရတယ်တွေ့ရတယ်ပေါ့နော်ဆိုဒီနေ့တင်း head to head နောက်ဆုံးတွေ့ရတဲ့၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းက၂ချိန်နိုင်ထားတယ်အတကြံအေဗရန်နိုင်ပြီးမှကျွန်တော်၂ချိန်ကတည်ကျထားရတယ်တွေ့ရတယ်ပေါ့နော်ဒါဂိုးအောင်ဂိုး၃ချိန်ဂိုးပေါ်၂ချိန်ကျထားရတယ်တွေ့ရတယ် So Wise Back ပေါက်ကြီးတွေမှာဖွင့်ထားတဲ့ Wise to Os ကိုကြည့်မယ်ဆိုရင် Chelsea အနိုင်ကို ကျွန်တော်1.60ဆိုမှပေးထားတယ်တရေကို၄ဆပေးထားတယ်အဘာသာအနိုင်ကို6ဆပေးထားတယ်တွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီပွဲဆက်မှာနှစ်သင်းပေါင်းဖြစ်မှ9ပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးနှလုံးနဲ့၃လုံးထိရောက်မှာဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော်ပြီးတော့မိနစ်90အတော်တွင်းမှာ Chelsea အသင်းအနည်းဆုံးနှလုံးလောက်တော့ရမှာဆိုတော့ကြေဖွင့်ထားတယ်အဘာသာအသင်းကတော့တစ်လုံးလောက်တော့ရရှိသွားနိုင်တယ်ဆိုတော့ကြေဖွင့်ထားပေါ့နော်ဒါ Chelsea အသင်းကတော့ကျွန်တော်ဒါ Conference League ပေါ့နော်ဒါ semi-final ကံတွေရှိရပါတော့ဝေးဝေးမှာတက်ခံရမယ်ဘောနော်ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါင်းဘောနော်ဒီခုနှစ်ပွဲစက်လဲဂိုးအောင်ကျထားတဲ့အတွက်ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအပေါ်ဘောနော်ကြိုက်ပါတယ်ပင် body မှာကျွန်တော်ဘောနော်ဒါအောက်တင်ဖြစ်တဲ့ Everton ဘောနော် Everton နဲ့ဂိုးပေါင်းအပေါ်ဗောဗျာနှမျိုးရွေးချယ်ထားတာဗောနော်ကိုအာတနာကိုထိုးဗောနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Brighton နဲ့ West Ham United တို့ပွဲစဉ်ဖြစ်တဲ့ဗောနော် ဒီပွဲစဉ်မှာ Brighton အသင်းကတော့ကျွန်တော်ဒါတလုံးကိုပေါ့နော်တလုံး39ဆိုမှဖွင့်ထားတာတွေ့ရတယ်ပေါ့နော်တလုံးတွင်39ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်တလုံး39ပေါ့နောက်တစ်ပွဲစဉ်တစ်ပွဲကတော့ Brighton နဲ့ West Ham United တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာ Brighton အသင်းကတကူးသွင်းပေါ့နော်89ဆိုမှပြေးထားတယ်ပေါ့ဗျာ ပြီးလို့ရှိရင် body jail ကိုနောက်ထပ်ပွဲစဉ်တစ်ပွဲကိုကြည့်မယ်ဆိုရင် Brighton နဲ့ West Ham United တို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ Brighton အသင်းကတလုံးသွင်း90နိုင်ဂိုးပေါင်းကြီးက3လုံး30နိုင်ဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနော်ဇေယအနေထားကိုကြည့်မယ်ဆိုရင် Brighton အသင်းအဆင့်30မှာရှိရ48မှာ West Ham United ကတော့36မှာအဆင့်79မှာရှိရဗောနော်သူအောက်မှာဖြစ်တဲ့ Ipswich Leicester Southampton ဒီအသင်းတွေကဘလုံးကတန်းဆင်းသွားပြီဗောဗျာ ဒီနေ့တင်ရကျွန်တော်ပထမအကြော့ကိုကြည့်မှဆိုလို့ရှိရင်เนาะပထမအကြော့မှာ11ဆိုတဲ့ရလာနဲ့ West Ham United ကွင်းမှာပြီးထားတာတွေ့ရတယ်ဗောနော်ဒီနေ့တင်စလောနိုင်ပွဲပြောက်တာတော်တော်ကြာပြီဗျကျွန်တော်ဒါ Brighton အတင်းဆိုနောက်ဆုံး9ပွဲသက်နိုင်ပွဲပြောက်ထားတယ်ဗောနော်ဒီအတင်းကဂိုးတွင်းနိုင်တဲ့အတင်းဖြစ်တယ်ဂိုးတွေကတော့တွင်းနိုင်တယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော် West Ham United ကိုကြည့်မှဆိုရင်လည်း West Ham United ကလည်းနောက်ဆုံးကျွန်တော်၆ဘွဲ့သက်နိုင်မှာပျောက်ထားတဲ့အတင်းတင်းပေါ့နော်၃ဘွဲ့တည်ရေး၃ဘွဲ့ရှုံးတော့မှဖြစ်ထားတာတွေ့ရတယ်ပေါ့နော် တော့ဒီနှစ်သိန်းစလုံးကလည်းဘာဖြစ်အားရမှလည်းမရှိတော့ဘူးเนาะကျွန်တော်ဒါကံရနေလို့ကံလာနိုင်တယ်ဆော့တယ်လို့ဆော့လာနိုင်တယ်ဘောเนาะဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒါ head to head အနေထားကိုကြည့်မှဆိုရင်နောက်ဆုံးတွေ့ကြတဲ့၅ချိန်မှာဆိုလို့ရှိရင်เนาะ Brighton အသင်းက၃ချိန်နိုင်ထားတဲ့၂ချိန်ရတည်ရကြထားတယ်တွေ့ရတယ်ဘောเนาะဒီပွဲစဉ်မှာဖွင့်ထားတဲ့နိုင်ဂျီးရီးယားကတော့ Brighton 61နဲ့ West Ham United က23ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ် ပြီးလို့ရှိရင်ကျွန်တော် wise to osma ဆိုလို့ရှိရင်တော့ writer အနိုင်ကို1.60ပေးထားတယ်တရည်ကို၄သခွဲ WhatsApp United ကိုအနိုင်ကိုကကျွန်တော်၅သပေးထားတာတွေ့ရတယ်ဗောနော်ဒီနှစ်သိန်းပေါင်း၉ပေါင်းကြီးအနည်းဆုံးတောင်းတောင်းတိဖြစ်မှာဆိုတော့ခြေဥဖွင့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ writer အနည်းဆုံးနှလုံးလောက်တော့ထည့်နိုင်တယ်ဆိုတော့ခြေဥဖွင့်ထားတယ် WhatsApp United ကတော့အနည်းဆုံးတစ်လုံးလောက်တော့ရသွားမယ်ဆိုတော့ခြေဥကဖွင့်ထားတာတွေ့ရတယ်ဗောနော် ဒါ brighter အတင်းကဗောနော်ကျွန်တော်ဒါ12ဘွဲ set ဗောနော်ဒါဂူပေါင်းအပေါ်ကြာထားလဲတွေ့ရတယ်ဗောနော်12ဘွဲရှိပြီဒါ၆ဗောနော်ကျွန်တော်ဒါဂူတွေလည်းပေးတယ်ဂူတွေလည်းခွင့်ပြုတယ်12ဘွဲ set ရှိဗောနော်ဒီတစ်ကြိမ်ကတော့ကျွန်တော်ကဒီဘွဲဆင်မှာဗောနော် body မှာကျွန်တော် western united body ကြိုက်တယ်ပြီးရင်ဂူပေါင်းအောက်ကိုကြိုက်ပါတယ်ဂူပေါင်းအောက်ကိုကြိုက်တယ်ဗောနော်နောက်တော့ဘွဲဆင်တစ်ဘွဲကတော့ newcastle နဲ့ sv ကျွန်တော်ရဲ့ဘွဲဆင်ဖြစ်တယ်ဗောနော်ဒီဘွဲဆင်မှာ newcastle အတင်းကဗောနော်ဒါနှလုံးသွင်း နှလုံးသွင်း20နိုင်ပေါ့ဗျာဘူပေါင်းကြီးက320ရှုံးခါမှာစတင်ကြီးတွေပေးထားပါတယ်ပြီးလို့ရှင်ဇေယအနေထားကိုကြည့်မှဆိုရင်နျူကဆဲအဆင့်5မှာပေါ့နော်96မှာ SWH အသင်းကတော့တန်းဆင်းသွားပြီပေါ့ဗျာအဆင့်78မှာရှိတယ်လက်ရှိကျွန်တော်တို့ကာရာဖောင်ပေါ့နော်ဒါ head to head အနေထားကိုကြည့်မှဆိုလို့ရှင်နျူကဆဲအသင်းရဲ့ကာရာဖောင်5ဘွဲကြည့်မှဆိုရင်4ဘွဲနိုင်တဲ့ဘွဲရှုံးထားတယ်ပေါ့နော် S switch အတင်းကိုကြည့်မယ်ဆိုရင် S switch အတင်းရအောင်ဆုံးကာရာဖောင်၅ဘွဲ့မှာဆိုရင်2ဘွဲ့နိုင်2ဘွဲ့တည်ရေး3ဘွဲ့ရှုံးထားတယ်ပေါ့နော် S switch အတင်းကလည်းဂိုရဂိုတွင်းနိုင်တဲ့အတင်းဖြစ်တယ်ပေါ့နော် Chelsea ဂိုတွင်းတယ် Wolves ကိုဂိုတွင်းတယ် Bournemouth ကိုဂိုတွင်းတယ် Forest ကိုဂိုတွင်းထားတာပေါ့နော်ဒါဂိုတွေထက်တာတော့ပြရတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကြောင်းကတော့ Newcastle က4ဆီးဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ဒါနိုင်ဂျီယာနောက်မှာတော့နီကွာက85ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော် ဒီ body ကြီးကတော်တော်လေးပြင်းနေဗျတော်တော်လေးကိုပြင်းတာတွေ့ရတယ်ဗောနော device to osma ဆိုရင်လည်းတော်တော်လေးဗောနော new card ဆက်အနိုင်ကိုကျွန်တော်ထောင်လောက်မှ180ပဲရမှာဗောနော်တရေကို80စပေးထားမှာ switch အနိုင်ကို16စပေးထားတာတော့တွေ့ရတယ်ဗောနော်မင်းနဲ့60အတော်တွဲမှာနှစ်သိန်းမှ9ပေါင်းကြီးအနည်းဆုံး3လုံးနဲ့4လုံးကြားမှာရှိမှာဆိုတော့ကြေဖွင့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ new card ဆက်အတင်းအနည်းဆုံးဗောနော်3လုံးလောက်တော့ထည့်မှာဆိုတော့ကြေဖွင့်ထားဗောနော် S switch အသင်းကတော့တလုံးလောက်လည်းရသွားနိုင်တယ်ဆိုတော့ခြေဖုံးတာဘလိုပဲနေနေပါဒီပွဲစဉ်မှာ body မှာကျွန်တော် ancient new garden နဲ့ဂူပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ southern နဲ့ fulham တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ away win ပေါ့နော်ဒါ fulham အသင်းကတလုံးကို60နိုင်အဲဒါကျွန်တော်ဂူပေါင်းကြီးက340စာဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဆရာအနေထားကိုကြည့်မှဆိုလို့ရှိရင်တော့ဒါသောက်ကနာတန်းစင်းသွားပြီဖူလာမအတင်းကတော့ ဒါ58မှာပေါ့ဗျာအစင်9မှာရှိတယ်ဒီနဲ့တင်းရပထမအကြွာရလကိုကြည့်မယ်ဆိုရင်ဇီဇီဆိုတဲ့ရလနဲ့ပြီးထားတယ်ပေါ့နော်လက်ရှိစောက်တနံကလည်းနီးပြအစ်စ်နဲ့ပေါ့နော်နှစ်ပွဲရှိပြီပေါ့နော်တွားနေတာအက်စတိုမီလာနဲ့ပွဲမှာ30ဇီနဲ့ရှုံးတယ်ဒါဝက်ဆမ်ယူနိုက်တက်နဲ့ပွဲမှာဆိုမမကြခါရတယ်တွေ့ရတယ်ပေါ့နော်ဒီအတင်းကဂိုးတကူထဲနိုင်တဲ့အတင်းတင်းဖြစ်တာလည်းတွေ့ရတယ်ပေါ့နော်ဖူလာမအတင်းရဲ့လက်ရှိကာရာဖောင်း၅ပွဲကိုကြီးလိုက်မယ်ဆိုရင်လည်း၂ပွဲနိုင်၃ပွဲရှုံးထားတာဖူလာမလည်းဂိုးတကူထဲနိုင်တဲ့အတင်းဖြစ်တယ်ပေါ့နော် ဆိုတော့ဒီနဲ့တင်း head to head 5ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးဆော့ခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်စောက်ကနန်တစ်ချိန်နိုင်တယ်ဖူလာမတ်2ချိန်နိုင်တယ်2ချိန်ကတော့တည်ကြထားတယ်တွေ့ရတာပေါ့နော်ဒီနဲ့တင်းရဲ့နိုင်ဂျီးယားတော့မှာတော့စောက်ကနန်19ရာခိုင်နှုန်းဖူလာမတ်62ရာခိုင်နှုန်းဆိုမှပြထားတယ်ပေါ့နော် wins to odds မှာဆိုရင်စောက်ကနန်အနိုင်ကို9သပြထားတယ်တည်ကို4သဖူလာမတ်အနိုင်ကိုဆိုရင်1.60ဆိုမှပြထားတယ်ပေါ့နော်ပြီးတော့မင်းက90တော့တော့မှအနည်းဆုံး3လောက်ဖြစ်မယ်ဆိုတော့ကြည့်ဖွင့်ထားတယ် ပြီးတော့မင်းက90တော်တော်မှ subscribe တင်တဲ့၃လုံးလောက်တော့ရမယ်ပေါ့နော်ဖူလားမတင်ရတော့အနည်းဆုံး၃လုံးနဲ့၄လုံးကြားမှရမယ်ဆိုတော့ခြေဖွင့်ထားတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တာတော့ဒီဟာစောက်ကနအိမ်ဝင်ပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်တော်တော်လေးကောင်းမလို့ကျွန်တော်ထင်တယ်ဗျာဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်နဲ့စောက်ကန body ကြိုက်တယ်ဘလိုပဲနေနေပါစောက်ကန်ပေါ့နော်ဒါကျွန်တော်တောက်လျှောက်နိုင်ပွဲတွေပျောက်ထားလဲကြာပြီပေါ့နော်တနိုင်ဘူးတော့မလွယ်ဘူးဒါပေမဲ့တည်တမတ်တော့ရယူပါနိုင်တယ်လို့ထင်တယ်ပေါ့နော်။ဘူပေါင်းအပေါ်နဲ့ဆောက်ကနံဘော်ဒီကြိုက်ပါတယ် နောက်ကပွဲစဉ်တစ်ပွဲကိုတောင်းတရမှာဆိုရင် Wolf နဲ့ Leicester City တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော်တော်လေးပြင်းနေဗျတလုံး20ရှောင်းလောက်ဖွင့်ထားတယ်ပေါ့နော်ဂိုးပေါင်းကြီးက340စာဆိုမှာဖွင့်ထားတာတွေ့ရတယ်လက်ရှိကျွန်တော် Wolf ကအဆင့်15မှာရှိတယ်38မှာ Leicester ကတော့တန်းဆင်းသွားပြီပေါ့ဗျအဆင့်18 Leicester အသင်းကတော့အဆင့်19မှာရှိတယ်18မှာရထားတယ်ပေါ့နော်ဒီနှစ်သင်းကပထမအကြောပွဲစဉ်ကိုကြည့်မယ်ဆိုရင် ဝုပတင်ရတရီစီဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတာပေါ့နော်လက်ရှိဝုပတင်ရကာရဖောင်ကြည့်မှဆိုလို့ရှိရင်တော့ဒါကျွန်တော်နောက်ဆုံး6ဘွဲ့ဆက်လုံးဝမရှုံးတာပေါ့နော်နောက်ဆုံး5ဘွဲ့ဆက်ကြည့်အောင်ထားတယ်တွေ့ရပါတယ်လက်ဆက်စီးရီးနောက်ဆုံးကာရဖောင်5ဘွဲ့ကိုကြည့်မှဆိုလို့ရှိရင်တော့တဘွဲ့တည်းလေးဘွဲ့ရှုံးတာပေါ့နော်အခုနောက်ပိုင်းဘွဲ့တွေမှာတော်တော်လေးချစ်ချစ်လေးလေးစော့နေတာတွေ့ရတယ်ပေါ့နော်ဒါ bright down ဆိုတူတူပဲ ဒါလီဗာပူးဆို1-3ပေါ့နော်ဒါတော့မှနောက်ချဂိုးတွေနဲ့နိုင်တာဟုတ်တယ်လီဗာပူးကနောက်ဆုံးလီဗာနဲ့မိနစ်ပေါ့နော်ဒါကျွန်တော်တို့86 80ဒုတိယပိုင်းမှာပဲနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုဒီနေ့တင်း head to head တွေကိုကြည့်မှဆိုလို့ရှင်ဒါကဘူးအတင်းကဒါ2ချိန်နိုင်တဲ့ Leicester က3ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော်ဒီအတင်းနဲ့တင်းကဘရောမတည်ရေးပွဲမရှိဘူးဗျာ Wise ဘက်ပေါက်ကြီးတွေကိုကြည့်မှဆိုရင် Wise to Osman ဆိုရင်ဘူးပန်နိုင်ကို 1.50တရေကို၄ဆကွဲ Leicester City အနိုင်ကို6ဆကွဲပေးထားပါတော့ပြီးလို့ရှင်နှစ်သိန်းပေါင်း9ပေါင်းချင်းအနည်းဆုံး1000တောင်းထီရောက်မှာဆိုတော့ခြေဖွင့်ထားတယ်ပြီးလို့ရှင်တဘုအတင်းအနည်းဆုံးနှလုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားပါတော့ Leicester City ကတစ်လုံးလောက်တော့ရပါမယ်ဆိုတော့ခြေဖွင့်ထားပါတော့ဒီပွဲစဉ်မှာတော့ကျွန်တော်9ပေါင်းအပေါ်ကြိုက်ပါတယ် body မှာ Leicester City ကြိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေကတော့ Chelsea နဲ့ Everton ဘက်မှာဆို Everton body နဲ့5ပေါင်းအပေါ် Brighton နဲ့ West Ham မှာဆို West Ham နဲ့5ပေါင်းအောက်ပေါ်ဗျာပြီးလို့ရှိရင် Newcastle နဲ့ Ipswich ဘက်မှာဆိုရင်5ပေါင်းအပေါ်နဲ့ Newcastle Southampton နဲ့ Fulham ဘက်မှာဆိုရင် Southampton နဲ့5ပေါင်းအပေါ်ပါနော်ပြီးတော့ကျွန်တော် Wolves နဲ့ Leicester City ဘက်မှာဆို Leicester body နဲ့5ပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်းနဲ့ပေါ့နော်ကိုရောအားလုံးပဲပေါ့နော်ကျွန်တော်အဆင်ပြေကြပါသေးပါဗျာဒီနေ့တော့ကျွန်တော်အတန်းနိုင်ဆုံးကျွန်တော်ရွေးချယ်ပေးထားတယ်ပေါ့နော် ကျွန်တော်ဒီနေ့အတန်တွင်းထားတာတွေနည်းနည်းလေးမကြည့်မငြိမ်တဲ့ပုံစံမျိုးတွေဖြစ်နေဖြစ်နေတယ်ဘာလို့ကျွန်တော်ပါဝင်ချက်မှာတအားဆူညံနေတယ်ပေါ့နော်ဆူညံနေတဲ့အတွက်ပါဒီကိုယ်တော့အားလုံးဘောလုံးပဲပေါက်ကြပါလေကျမ်းမှချမ်းသာကြပါပြီဗျာဒီနေ့တော့ဒလဝဲဗျာကျွန်တော်လည်းအများကြီးရွေးချယ်ပေးခြင်းနဲ့ပေါ့နော်ကျွန်တော်မှလည်းအချင်းမရှိဘူးဗျာအချင်းမရှိအလောက်ကလည်းတစ်ဖက်လုံးကနေတာကိုစာဝတ်နေရအတက်လည်းကြည့်ရသေးတယ် YouTube ကလည်းပါပတ်စံဘလောက်မှမရဘူးဗျာ YouTube ကရတဲ့ပတ်စံမဟုတ်ပဲပြဖို့လောက်ပဲရပါတယ်